ခု7ချိန်ပေါ့နော်7ချိန်တွက်ကျွန်တော်တို့တရားပေါ့နော်ဒီဟာကျွန်တော်တို့ဒီ6ခါပေါ့နော်6ခါနဲ့ကျွန်တော်တို့ဒီရက်နှစ်ပြိတ်နဲ့ ဒီက6ခါနဲ့နှစ်ပြိတ်နဲ့ရှစ်ကိုနော်အဲ့ရှစ်ကဗရိတ်လို့တက်ရိုက်တယ်နော်ဒီမှာလည်းအလိုပဲ3ညခါနဲ့နော်ဒီကရှစ်ပြိတ်နဲ့နော်3ညခါနဲ့ရှစ်ပြိတ်ကိုတခြားကြည့်နော်ဒီက6ခါနဲ့နှစ်ပြိတ်ကို8အဲ့ရှစ်ကို9ကူလီရှစ်ပြိတ်လို့ရိုက်တယ်ဒီက3ညခါနဲ့ဗရိတ်ရှစ်ကိုနော် 530လို့เนาะရှင်းပြိပြန်ရိုက်တယ်ဒီမှာလည်းလိုပဲကျွန်တော်တို့တုံညာခါနဲ့เนาะဒီရှင်းပြိနဲ့ကိုရှစ်လို့ရိုက်တယ်အဲ့ရှစ်ကိုလည်း533လို့ရှင်းပြိလို့ရိုက်တယ်အဲ့လိုရိုက်ပြီးတော့ကျွန်တော်ဒီကတုံညာခါနဲ့เนาะဒီက533ပြိရှစ်ကိုရှင်းပြိလို့တက်ရိုက်ခြင်းတာเนาะအဲ့ရှင်းပြိတွေကလည်းကျွန်တော်တို့ ဒီကလာတဲ့ shift rate တွေပေါ့နော်ကျွန်တော်တို့ဒီ rate shift ပေါ့နော်တခြားကြည့်ပါနော် rate shift rate shift နော် rate shift rate shift လို့ရိုက်ထားတယ်ဒီ rate shift ကြောင့်မလို့နော်သူကနေတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်ရက်ထက်ကနော်ကျွန်တော်တို့ဒီက2 rate နဲ့ဒီက6ခါနဲ့ကို shift rate လို့ရိုက်တယ် ဒီ shift rate ကြောင့်မလို့လည်းအဲ့လိုပဲတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်၄ကြိမ်၅ကြိမ်၆ကြိမ်ရထပ်မှာကျွန်တော်တို့ဒီက shift rate နဲ့ထပ်က၃ညခါနဲ့ shift rate လို့ရိုက်တယ်ဒီမှာလည်းသူကဒီ shift rate ကြောင့်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်၄ကြိမ်၅ကြိမ်၆ကြိမ်ရထပ်မှာကျွန်တော်တို့ဒီက shift rate နဲ့၃ညခါနဲ့လည်း shift rate လို့ရိုက်တယ်ဒီမှာလည်းအဲ့လိုပဲ shift rate တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်၄ကြိမ်၅ကြိမ်၆ကြိမ်ရထပ်မှာကျွန်တော်တို့ဒီက shift rate နဲ့ဒီက၃ညခါနဲ့လည်း shift rate လို့ရိုက်တယ်အဲ့လို shift rate နော်၄ချက်သူကရိုက်တယ်ပြီးတော့ဒီက 6ခါနဲ့နှစ်ပြိတ်ကို8အဲ့8ကိုလည်း10ပြိတ်လို့ဒီမှာငါးကိုလေး10ပြိတ်ရိုက်တယ်ဒီမှာလည်း3ညခါနဲ့နော်ပြိတ်ရှိနှုတ်8တယ်8ကောက်ကိုကျွန်တော်တို့9 30လို့10ပြိတ်လို့ပြန်ရိုက်ထားတယ်ဒီမှာကျွန်တော်တို့သုံးညခါနဲ့ပရိရှင်းနဲ့ရှစ်ကိုเนาะကျွန်တော်တို့ငါးသုံးည3လို့သူရှစ်ပြိတ်လို့ရိုက်ထားတယ်ဒီမှာလည်းကျွန်တော်တို့ကเนาะသုံးညခါနဲ့ပရိရှင်းနဲ့ရှစ်ကိုခုပွဲမှာပရိရှင်းလို့เนาะပရိရှင်း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 လို့၄ချက်တန်းညင်းလား အဲ့လို၄ချက်တန်းကျင်တဲ့ချိန်မှာသိချက်ကြည့်ပါနော်ကျွန်တော်ရဲ့မိတ်ဆွေတွေငယ်ချင်းများအားလုံးဒီချိန်မှာကြာမဲ့၁၇ချိန်မှာကြာမဲ့နော်ရောက်ကတ်မှာကျွန်တော်ကဏ္ဍတစ်ဆိုင်လေးနဲ့တွားကြည့်အောင်ခုနှစ်နှစ်အခုနှစ်နှစ်ကကျွန်တော်တို့ဒီမှာကျွန်တော်တို့ခုနှစ်နှစ်လို့သူ့ရဲ့ဒီဘက်နှစ်မှာနော်ခုနှစ်နှစ်လို့ထည့်ခဲ့တယ်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ 339နော်ဒီ339ကနော်339ကကျွန်တော်တို့သူ့ရဲ့ဒီဘက်နှစ်မှာနော်သူ့ရဲ့ဒီဘက်နှစ်မှာတဲ့ကျွန်တော်တို့393လို့လိုက်တယ်နော်ဒီချက်ကြီးပါနော်ဒီ339နော်339 ကိုကနော်သူ့ရဲ့ဒီဘက်နှစ်မှာနော်ဒီမှာလိုက်ထွက်တယ်အဲ့လိုလိုက်ထွက်ပြီးတော့ကျွန်တော်တို့3395ဒီ3395သူ့ရဲ့ဒီဘက်နှစ်မှာကျွန်တော်တို့ဒီမှာလိုက်ထွက်တယ်နော်ဒီစားကြည့်ပါနော်ခုနှစ်နှစ်နော်သူ့ရဲ့ဒီဘက်နှစ်နော်2020ထဲမှာသူလောက်ထားတာ2020ထဲမှာနှစ်ခုနှစ်လို့လိုက်ထွက်တယ် ဒီ2021ထဲမှာကျွန်တော်တို့ဒီ633ဆိုတဲ့ကဏ္ဍက2022ထဲမှာကျွန်တော်တို့လိုက်ထွက်တယ်ပေါ့နော်23ချိန်မှာလိုက်ထွက်တယ်နောက်ကျွန်တော်ဒီ2022ထဲကကျွန်တော်တို့ဒီ933ဆိုတဲ့အခွေလေးကကျွန်တော်ဒီ2023ထဲမှာနော်သူလိုက်ထွက်တယ်930လို့လိုက်ထွက်တယ်အဲ့လို့သူကနှစ်ကူးမှာ နော်လိုက်ထွက်ပြီးတော့ဒီနှစ်နှစ်ခွန်ကနော်ဒီမှာကျွန်တော်တို့နှစ်နှစ်ခွန်လို့လိုက်ထွက်တယ်နှစ်ခွန်နှစ်ကနော်ကျွန်တော်တို့ဒီအောက်23ချိန်ကနော်ဒီ633ဆိုတဲ့ကဏ္ဍကကျွန်တော်တို့နော်ဒီကဏ္ဍမှာဒီမှာထွက်ခဲ့တယ်ထွက်ခဲ့လိုက်တာနဲ့သူ့အောက်တပင်ကြုံမှာ393လို့339လို့လိုက်ထွက်တယ်ဒီမှာလဲသူကလှုပ်ထတာကကျွန်တော်တို့ဒီ933ဆိုတဲ့ကဏ္ဍကနော်ဒီမှာထွက်ထားတယ် ဒီမှာထွက်လာတဲ့တော့ဒီချိန်မှာနော်ဒီချိန်မှာကျွန်တော်တို့ထည့်ကျင်တာကတော့ဒီလိုလေးထည့်ကျင်တာပေါ့ငါ30လို့ထည့်ကျင်တာပေါ့နော်ငါ30လို့ဘာလို့ငါ30လို့ထည့်ကျင်တာလဲဆိုတော့ခုနလည်းကျွန်တော်နော်ဒီခါနဲ့ဗတိနဲ့ရှစ်ကြောင်မလို့ဗတိရှစ်တယ်ခါနဲ့နော်ဗတိရှစ်နဲ့ရှစ်ကြောင်မလို့ဗတိရှစ်တယ်ခါနဲ့ နော်ဗရိတ်နဲ့ရှစ်ကြောင်းမလို့ဗရိတ်ရှစ်တယ်ခါနဲ့ဗရိတ်နဲ့ရှစ်ကြောင်းမလို့ဗရိတ်ရှစ်လို့ထည့်ရတာနော်ဒီ930လို့ထည့်ရတဲ့အကြောင်းရင်းလည်းနော်၃ဝင်ဆက်တက်ကြီးလို့ဖြစ်နေတယ်နော်930 933 930လို့เนาะ3ဝင်ဇက်တိုက်ကြီးလို့ဖြစ်နေတယ်3ဝင်ဇက်တိုက်မှာလဲ तू อ่ะဒီ3ညခါ3ညရဲ့ပါဝါ9ထိတ်လို့ထည့်လိုက်တာ ਨੇ 930ထွက်တာလဲ3ညခါ3ညရဲ့ပါဝါ9ထိတ် နော်သူထဲ့ထားတာတော့ရှင်းတယ်ဗျ။တုံညခါတုံညပါပါ9ထိပ်9ရဲ့2ခက်နောက်ပေါင်း3လုပ်ပြလိုက်တာနဲ့930ထွက်တာ။တုံညခါနော်9ထိပ်နော်တုံညပါပါ9ထိပ်ဝင်တဲ့9ရဲ့2ခက်နော်နောက်ပေါင်း3လုပ်ပြလိုက်တာနဲ့933လိုက်ထားတယ်။တုံညခါတုံညပါပါ9ထိပ်9ရဲ့2ခက်နောက်ပေါင်း3လုပ်ပြလိုက်တာနဲ့930လို့သူဖြစ်သွားနိုင်တယ်ဗျ။နော် ဒီ၃ညခ၃ချက်နဲ့เนาะသူက၃ည၅เนาะနောက်ပေါင်း၃ကြောင့်မလို့၃ည၅လို့ပေးထားတယ်၅၅လို့ပေးထားတယ်၃ညခ၅ထိတ်နောက်ပေါင်း၃ကြောင့်မလို့เนาะသူက၅၃ည၃လို့ပေးထားတယ်၃ညခ၅ထိတ်เนาะ၃ညရပါဝါ၅ထိတ်ပေါ့เนาะ၅ထိတ်လို့ပေးထားတယ်နောက်ပေါင်း၃သူကလည်း930လို့ဖြစ်သွားနိုင်တယ်ဗျ။ ဖြစ်သွားနိုင်တယ်နော်ဘာလို့ဖြစ်သွားနိုင်လဲဆိုတော့တခြားကြီးပါနော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတကယ်ချင်းများအားလုံးသူပေးထားတာတော့နော်ဒီ၃လုံးနော်6လို့ပေးထားတယ်ဒီ၃လုံး5လို့ပေးထားတယ်နော်ဒီ၃လုံး၄လို့ပေးထားတယ်เนาะ ဒီ3လုံး6ဒီ3လုံး5ဒီ3လုံး4ဒီ3လုံး3ဝမယ်ဆိုလို့ရှိရင်ကျွန်တော်တို့5ထိတ်เนาะအဲ့5ထိတ်လို့ဝင်လိုက်တာ ਨੇ ဒီပဒိရှစ်ကြောင်းမလို့เนาะဒီခါနဲ့ပဒိနဲ့เนาะဒီခါနဲ့ပဒိနဲ့เนาะဒီ၄လုံးပေါင်း6ကြောင်းမလို့သူကဒီ၄လုံးဒီ ်ဇောင်းသုံးလုံးပေါင်းရှစ်လို့ပြန်ထည့်ပြီးမှဗရိတ်ရှစ်လို့ရိုက်ထားတာเนาะရှစ်ရဲ့ပါဝါဒီလိုနောက်ပေါင်းသုံးလို့လည်းဖြစ်ထားတယ်ဒီမှာလည်းအလိုပဲခါနဲ့ဗရိတ်နဲ့ရှစ်ကြောင်းမလို့เนาะဇောင်းသုံးလုံးပေါင်းရှစ်လို့ရိုက်ထားတယ်အဲ့လိုရှစ်လို့ရိုက်ပြီးတော့ဗရိတ်ရှစ်လည်းဖြစ်ရမယ်နောက်ပေါင်းသုံးလည်းဖြစ်ရမယ်ရှစ်ရဲ့ပါဝါနောက်ပေါင်းသုံးလည်းဖြစ်ရမယ်เนาะဒီသုံးလုံးပေါင်းเนาะ၄ ိုက်လေးကိုလည်းဒီခါနဲ့ပဋိနဲ့ရှစ်ကြောင်မလို့သူကခဏလေးနော်အားလုံးကျွန်တော်ရမစ္စတာငယ်ကြီးများအားလုံးဒီသုံးလုံးပေါင်းလေးဒီသုံးလုံးပေါင်းလေးလို့ပြလိုက်တာနဲ့ငါးထိပ်အဲငါးထိပ်ကိုသူကထည့်ထားတာကနော်ဒီပဋိနဲ့နော်ဒီခါနဲ့ပဋိနဲ့ရှစ်ကြောင်းမလို့ဇောင်းသုံးလုံးပေါင်းရှစ်လို့ထည့်ထားတယ်။နော်၅ရဲ့နှစ်ခက်နောက်ပေါင်း၃လည်းဖြစ်ရမယ်ဒီပဋိ ီဇောင်းသုံးလုံးပေါင်း၈ကိုလည်း၈ရဲ့ပါဝါနောက်ပေါင်း၃နဲ့ဖြည့်ရမယ်သူထည့်ထားတယ်ပေါ့ဒီသုံးလုံးပေါင်း၃เนาะသူကလောက်ခဲ့တာဒီသုံးလုံးပေါင်း၆ဒီသုံးလုံးပေါင်း၅ဒီသုံးလုံးပေါင်း၄ဒီသုံးလုံးပေါင်း၃ဆိုလို့ရှိရင်၅ထိပ်အဲ့၅ထိပ်ကိုသူက၅ရဲ့နှစ်ခတ်နောက်ပေါင်း၃နဲ့ဖြည့်ရမယ်ဒီပဋိဒီခါးနဲ့ပဋိနဲ့ရှစ်ကြောင်းလို့သူကဒီဇောင်းသုံးလုံးပေါင်းလဲရှစ်ရမယ်ရှစ်ရဲ့ပါဝါနောက်ပေါင်း၃လဲ ဖြစ်ရမယ်ဆိုတော့ငါ30တဲ့မှာအားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးပရိသတ်ကလည်းဖြစ်ရမယ်ဆိုတော့ငါ30တဲ့ပေါ့နော်